ွန်နဲ့ project channel ကနေကြိုဆိုပါရစေ။အခုကျွန်တော်တို့ဒီ24ဗို battery အားသွင်းဆက်ပေါ့နော်။ခြားခြားလေးကျွန်တော်တို့လောက်တာလေးအတူတူကြည့်အောင်နော်။အဲ့ကြတော့အရင်ဆုံးဒါ socket လေးတွေပေါ့နော်။ socket လေးတွေလို့မယ်။နောက်တစ်ခါဒီ ambient တောက်နောက် wire ကျူးလို့မယ်။ ပြီးရင်ခုနကဒီ socket ခေါ်မလားနော် socket လေးတွေပေါ့နော် socket နဲ့ကျွန်တော်တို့ဒီ wire နဲ့အရင်ဆုံးလိုအပ်တဲ့နေရာလေးတွေ join ဖို့ပေါ့နော်အဲ wire နားမြင်လေးတွေအရင်ထုတ်ပါမယ်ကျွန်တော်ဒီ ASM basic electronic projects channel ကနေကျွန်တော်ချက်မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမတွေအတွက်နော် electronic နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဆင်ဆက်မပြမျှဝေပေးနေပါတယ် အားလုံးကိုကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးတွေလုပ်ပြီးတော့နော်ဗီဒီယိုကိုတင်သမျှဗီဒီယိုတွေကိုချက်ချင်းကြည့်ရှုလို့ရမှာဖြစ်ပါတယ်ဗျာနော်ဒါအခုအရင်ဆုံး socket နဲ့ကျွန်တော် wire လေးတွေကိုအရင်ဆုံးခက်တို့ပါပြီအဲဒီ socket လေးတွေသုံးခြင်းအပြင်ကျွန်တော်တို့ဒီဒိုင်းအုပ်ကကျွန်တော်တို့ကဒီ OG တွေရောအတွင်းမှာပေါ့နော် ကိုအကြီးကြီးတွေရောတက်มาဖြစ်တဲ့အတွက်ဒီလို socket နဲ့သုံးတာကပို့ပြီးတော့ကျွန်တော်တို့ common တယ်ပေါ့เนาะအဆင်ပြေပါတယ်เนาะခဲဒီတိုင်းလေးဒီဒိုင်အုပ်ကိုခဲတူရာနဲ့စာရင်ဒီလို socket လေးတွေနဲ့သုံးတာကပို့ပြီးတော့ကောင်းပါတယ်ဗျเนาะနောက်ကဒီတိုင်းအုပ်ကိုဒီလိုချက်ချာမဟုတ်ဖက်နဲ့တခြားနေရာမှာလည်းပြန်တော့ချင်းပြန်တော့ညင်လို့ရှိရင်အလွယ်တကူသာဖြုတ်လို့တတ်လို့အဆင်ပြေတာပေါ့ဗျာနော် ီးရင်ခဲတုတ်ပြီးရင်ကျွန်တော်တို့ဝါယာဂျိုးလေးကို ကုပလာယာလေးနဲ့ပေါ့နော်ထပ်ပြီးတော့ကျွန်တော်တို့အလွယ်တကူမပြုတ်အောင်ပေါ့ဗျာနော်ဒီပုံစံလေးကေတာကနော်အပေါင်းဂျိုးအနှုတ်ဂျိုးကျွန်တော်အနီရောင်နဲ့ရောင်လေးသုံးထားပါတယ်ဒါကတော့ကျွန်တော် transformer ပေါ့ဗျာနော် transformer AC 220အဝင်အထွက်မှာဒီမှာ12ဗို့ပေါ့နော်12တွဲပေါ့ဗျာနော် center depth transformer မျိုးစားဖြစ်ပါတယ်။အဲ့ကြတော့ OG တွေကို O150 O200 O300 ဆိုရင်ဒီ main drive ကိုကကြီးကြီးသုံးရမှာပေါ့နော်။အနည်းဆုံးဟို900လောက်ကစသုံးရမှာဖြစ်ပါတယ်။ဒါဒီမှာကျွန်တော်ကဒီအထပ်ပြားကိုတော့အပေါက်ကဖောက်ပြီးသားပေါ့ဗျာနော်။ဒီအထပ်ပြားဖောက်တာတွေထည့်ပြနေရှေ့ဗီဒီယိုရှေ့သွားမှာဆိုလို့ပေါ့နော်။ပြီးရင်ကျွန်တော်တို့ဒါ AC ဘက်က တော်တဆမတိမိအောင်ပေါ့နော်ဓာတ်မလိုက်အောင်လို့တလို့အပူကံပိုက်ခေါ်မှာပေါ့နော်အပူကံပိုက်နောက်ပေါင်းဦးတို့ထဲဦးနီတို့ထဲမှာဆိုရင်လေဒါမျိုးလေးတွေနော်ဝါယာကျိုးကိုတိုင်းတလို့ဆက်တဲ့ခါမှာဒါမျိုးအပူကံပိုက်ကလေးတွေသုံးနေမှာလေနော်ပြီးတော့ကျွန်တော်ကဒီ main ဒုတ်ကိုဒီ AC 225ကိုအောက်ဖက်ကိုပြောင်းပြန်လှန်ပြီးတော့ထည့်ထားတာဖြစ်ပါတယ်เนาะသူကမူရင်းလာတာကတော့ ဒီ AC 220ကိုအငုတ်တွေကအပေါ်ဘက်ထောင်ထားတာပေါ့เนาะကျွန်တော်ကဒီခဲတုရကလည်းအဆင်ပြေအောင်เนาะအလွယ်တကူလည်းဒီလူနဲ့လက်နဲ့မထိမိအောင်ပေါ့เนาะအဲဒါကြောင့်ကျွန်တော်ကဒီ220အဝင်ငုတ်တွေကိုအောက်ဘက်ကိုလှည့်ပြီးတော့ထားလိုက်တာဖြစ်ပါတယ်။ကြောင်းမြန်ပေါ့ဗျာเนาะဒီ main door ကိုအောက်ကဟာလေးခွာပြီးတော့ဒီအထက်အောက်တလူလေးလှန်လိုက်ရင်ပို့ပြီးတော့အဆင်ပြေတာပေါ့เนาะအဲဒီပုံစံလေးရလာမှာပေါ့ဗျာเนาะ ုတ်ကဲ့ကြည့်ရှုအားပေးနေတဲ့နော်ကျွန်တော်မိတ်ဆွေတင်ခဲ့ခြင်းညီမင်္ဂလာပါဗျာနော်ကေပီရင်ဒီမိန်ဒုတ်မိန်ဒုတ်ကိုကျွန်တော်တို့ရှည်ရှည်လေးသုံးလို့အဆင်ပြေအောင်ကျွန်တော်ကတော့နတ်နတ်နဲ့ဒီအထပ်ပြားနဲ့ပေါ့နော်နတ်ကနဲ့ဆွဲလိုက်တာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒါက MB3510 နော်ဒါ brick ခုဝေးဘရက်ပေါ့နော်အထက်ထဲမှာဒိုင်းအုပ်လေးလုံးဆက်မိတာပါဗျာနော်ဒါမျိုးလေးတွေရဝယ်လို့ရပါတယ်။ဥကြီးတွေအတွင်းမယ်ဆိုရင်ကျွန်တော်တို့နော်အဲ့ဒီမှာနော်အပေါင်းရှိမယ်အပေါင်းနဲ့ဒီကန့်လန့်ပြက်ကဒါအနှုတ်ပေါ့နော်အဲ့ဆိုကြမ်းတဲ့နှစ်ငုတ်က AC အဝင်ပေါ့နော်ဒီအပေါင်းနှုတ်ပါတာလေးတွေက DC အထွက်ပါဗျာနော်သူကဒီဒိုင်းအုပ်သီးသန့်ဝယ်ဆင်နေရင်အလုရှုပ်တယ်ဒါမျိုး brick ဆက်မိတာဝယ်သုံးလိုက်တာကပို့ပြီးတော့အဆင်ပြေတာပေါ့နော် စက်ကလေးရိုးရိုးရှင်းရှင်းလေးနဲ့เนาะတခုတည်းနဲ့ဒါဇလံအပီးပေါ့ဗျာเนาะအဲ့ကြ main တုတ်ကတော့ကြီးရင်ပိုကောင်းပါလေ main တုတ်ကြီးရင်ဘယ်ရီအိုအားမြန်မြန်ပြည့်မှာဖြစ်ပါတယ်เนาะဒါကတော့ကျွန်တော်ကကျွန်တော်မှာရှိတဲ့ main တုတ်နဲ့စံပြတာဖြစ်ပါတယ်เนาะ နောက်ဒီခုနကကျွန်တော်ပြောလက်စပေါ့နော် OG တွေ150 O 200 O ထိသွင်းလို့ရပါမယ်နော်ဒီတိုင်အုပ်ကဒါပေမဲ့တရ90 O 200 O သွင်းနေတယ်ဆိုရင်တော့ဒီ main ဒုတ်ကိုတော့ခက်ကြီးကြီးလေးသုံးရမှာဖြစ်ပါတယ်နော်ဝ900ဝ1000စသဖြင့်အဲ့လို main ဒုတ်ကြီးကြီးသုံးရင်တော့အားမြန်မြန်ပြည့်မှာဖြစ်ပါတယ်နော်ဒါကဒါကတော့ကျွန်တော်တို့ဒီ electronics ကိုစပြီးတော့အခုမှလေ့လာမယ်အခုမှစင်ကြည့်မယ်ဆိုရင်တော့ဒါအယိုးရှင်းဆုံး ပစ္စည်းလေးတွေပါเนาะဘာမှထူးထူးထွေထွေဘာမှမပါဘူး main dot ရဲ့ဒီ full way break dial out ပေါ့เนาะသူထဲမှာလည်း dial out လေးလုံးတစ်ခါတည်း ready made ဆင်ပြီးသားပါเนาะအဲဒါမျိုးလေးနဲ့ဆင်လိုက်ရင်တော့အင်မတန်ဒါဝါသနာပါတဲ့လူတိုင်းလူတိုင်းဆင်ကြည့်လို့ရပါတယ်เนาะအခုဒီကျွန်တော်သုံးတဲ့ main dot ကတော့ single o လောက်ပဲရမှာပါเนาะတကယ်လို့ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေက o အကြီးကြီးတွေသုံးရင်လည်းဆိုရင် ခုနကပြောသလိုပဲဒီ main ထုတ်ကို ခက်ကြီးကြီးလေးသုံးဖို့လိုပါတယ်နော်ကဒါဆိုရင်ဒါရေရှည်လေးလဲခိုင်ခိုင်ခန့်ခန့်ပြတ်သွားတော့ဗောနော်ဒိုင်အုပ်ကိုလည်းကျွန်တော်နတ်ကလေးနဲ့ဆွဲလိုက်တယ်ပြီးရင်တော့ခုနကနော် transformer အထွက်ဗောနော် transformer အထွက်ကနေကျွန်တော်ကဒီမှာနော် AC ဒီ full wave brake ဒိုင်အုပ်ရဲ့နှငုတ် AC အဝင်နှငုတ်ကိုထည့်လိုက်တာဖြစ်ပါတယ် ကြာ AC က220အဝင်မှာเนาะဟိုဘက်ကထွက်လာမှာကတော့ကျွန်တော်တို့12တွဲပေါ့ကျွန်တော်တွဲနှစ်ဆသုံးရင်24ဖို့24ဖို့ကြော်မှာပေါ့เนาะပြီးရင်ဈာထဲမှာဒါ connector လေးပေါ့เนาะ connector လေးခံလိုက်မယ် connector မခံရင်တော့ဘူးဆိုရင်လည်းဓာတ်ရိုက်ဒီ brake က brake တိုင်အုပ်ကနေဓာတ်ရိုက်ထွက်ရင်လည်းရပါတယ်ကျွန်တော်ကဒီ socket လေးတွေနဲ့เนาะ ဟိုကြည့်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတင်ငယ်ချင်းတွေလည်းရှင်းရှင်းလင်းလင်းလွယ်လွယ်ကူကူဖြစ်အောင်တော့ဖြုတ်ရတတ်ရတာလည်းအဆင်ပြေအောင်လို့ပေါ့နော်ကဲဒီမှာနော်အပေါင်းသင်္ကေတလေးအဲ့အာကကျွန်တော်တို့ဒီမှာအနီးရောင်အပေါင်းနဲ့အပေါင်း socket နဲ့ဆော့လိုက်အောင်ပါပဲနော်ကျန်တဲ့သူနဲ့တောင်တန်းကအနှုတ်ပေါ့နော် DC အထွက်အနှုတ်ပါအ내ရောင်ဂျိုလေးသုံးထားပါလေ ဲပြီးရင်အဲ့ဒီကော်နက်တာလေးကိုကျွန်တော်ကဒီမှာတော့ကော်လေးနဲ့ကော်ချောင်းလေးနဲ့ပဲကော်ချောင်းလေးနဲ့ပဲဒီကတ်ထားလိုက်မှာပေါ့နော်အဲ့ဒါဒီတိုင်းအုတ်ကသုံးရတာအဆင်ပြေတယ်နော် AC အဝင်2ငုံနဲ့ DC အထွက်2ငုံဒါပဲပါတယ်နော်ရှင်းရှင်းလေးရယ်နော် ဲပြီးရင်ကျွန်တော်တို့ဘက်ထရီနဲ့ချိတ်ဖို့ရာနော်ဘက်ထရီကလစ်ပေါ့ဗျာနော်ဘက်ထရီကလစ်နဲ့ဒီမှာလဲကျွန်တော်အပေါင်းနှုတ်ကို အပေါင်းကိုနီအောင်ရိုးသုံးထားတယ်အနှုတ်ကိုတော့အနဲ့အောင်ကျိုးပေါ့နော်ကလစ်ကိုလည်းအဲ့တိုင်းပဲအပေါင်းအပေါင်းကို အနီအောင်ကလစ်သုံးမယ်အနှုတ်ကိုအနဲ့အောင်ကလစ်ပေါ့နော်ဒါမှကျွန်တော်တို့ဘက်ထရီနဲ့ချိတ်တဲ့အခါမမှားအောင်လို့ပေါ့နော် အဲ့ကြဒီလိုပထရီချာချာဆင်တဲ့အခါမှာဒီပထရီကလက်ကိုဝါယိုးလေးလိန်တာကတိတ်ပြီးတော့เนาะဒီတိုင်းလိန်ယိုးလေးလိန်ထားရင်တိတ်အဆင်မပြေအောင်ခဲတုတ်ဖို့လိုပါတယ်ဗျာเนาะသူက MBR များများစီးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမမိတစ်ချက်မိတစ်ချက်ဖြစ်လို့မရပါဘူးเนาะအားကြောင့်မို့ကျွန်တော်ခဲတုတ်လိုက်ပါတယ် ကဒါကအနဲ့ရောင်ကလစ်လေးပါနော်အဲ့ကြတော့ကျွန်တော်တို့ဆက်နှဖို့ဘက်ထရီအိုးတစ်လုံးပဲအသွင်းနေတယ်ဆိုရင် main တော့ကနေ0နဲ့တွဲတစ်စကိုယူရမှာပါတကယ်လို့24ဝိုးအိုးဆိုရင်တော့တွဲတွဲနှစ်စကယူရမှာဖြစ်ပါတယ်ဗျာနော်ဒါလေးပဲကြွားပါလေကြံတဲ့ဟာကဘာမှပြောင်းစရာမလိုပါဘူးနော်ပြန်ပြောပါမယ်နော် AC ဝင်က220ပါတကယ်လို့12ဗိုလ်အိုတစ်လုံးတွင်းမယ်ဆိုရင်ဒီ main တို့ရဲ့အထွက်ကတွဲဆိုတဲ့အစနဲ့0ဆိုတဲ့အစနဲ့ဆက်ရမှာပါတကယ်လို့24ဗိုလ်ပေါ့နော်24ဗိုလ်ကိုတွင်းမယ်ဆိုရင်တော့တွဲတွဲနှစ်ဆကိုဆက်ရမှာပါအလဲက0ဆကိုဆက်ဆက်ရမလို့ပေါ့နော်ကဲဒါဘက်ထရီအနှုတ်ကျိုးဖြစ်ပါတယ် ကျိုးတွေကိုလည်းခုနကပြောလို့ပေါ့နော်ဝါယာကျိုးတွေကိုလည်းဒီချာချာလုတ်တဲ့အခါမှာကျွန်တော်တို့ကိတ်ကြီးတဲ့ဟာပေါ့နော်တနည်းအားဖြင့်နားမြင်များများပါတဲ့ဟာသုံးတယ်ပါလေနော်ဒါမှသူကအာသွင်းတဲ့အခါမှာဒီအဆင့်မြင့်မီအာသွင်းလို့ရမှာဖြစ်ပါတယ်နော်ဒီမှာကျွန်တော် AC ပလက်ထိုးလိုက်ပါပြီနော် AC ပလက်ထိုးလိုက်ပြီအကြအထွက်ဖို့နော် DC ဘယ်လောက်ထွက်လဲကျွန်တော်တို့တိုင်ကြည့်အောင်နော် ဲ့ဒီမှာကျွန်တော်တို့27.3နော်28ဘိုးလောက်ထွက်ပါတယ်အဲ့ဒါ24ဘိုး24ဘိုးအိုးဆိုရင်ကျွန်တော်တို့28ဘိုးလောက်နဲ့တွင်းရင်အဆင်ပြေပါတယ်ဗျနော်အဲ့ဒါကသူကရှိတဲ့ဗတီအိုးပို့ရတော့အားကမြင့်သားမှာဖြစ်ပါတယ်နော်အဲ့ဒါဆိုရင်ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေလည်းဒါ24ဘိုးနော်ဗတီချာဂျာလေးကိုယ်တိုင်လုပ်ပြီးတော့သုံးလို့ရပါပြီနော်16လောက်ရှိတယ် ။ဦးအသေးကဦးအသေးကတစ်ချက်လောက်ကြည့်အောင်နော်။ဦးအသေးကလည်းတန်းဖို့ပေါ့နော်။ဆယ်ဖို့ဟုတ်တယ်ဆယ်ဖို့ကြော်ကြော်ပေါ့နော်။နှလုံးစလုံးကဦးကြီးရောဦးလေးရောဆယ်ဖို့ကြော်ကြော်လောက်စီရှိတာပေါ့နော်။ကဲအဲ့ကြတော့ကျွန်တော်တို့ကချာချာက24ဖို့လှုပ်ထားတာဖြစ်တဲ့အတွက်ဘက်ထရီကို series ဆက်ရမှာပေါ့နော်။ series ဆိုတာကဒီခု battery o အကြီးအကြီးကအပေါင်းနဲ့ battery o အသေးရဲ့အနှုတ်နဲ့နော်အပေါင်းနှုတ်ဆက်လိုက်တာကိုစီးရီလို့ခေါ်ပါတယ်နော်ဗရီယိုအကြီးကအပေါင်းဗရီယို အသေးကအနှုတ်အဲ့ဆိုကျန်းနေတာကဗရီယိုအကြီးကအနှုတ်ဗရီယိုအသေးကအပေါင်းကျန်နေနော်အဲ့ဒါကိုကျွန်တော်တို့ဗရီကလက်နဲ့ချိန်လိုက်အောင်နော်အဲ့ဆိုရင်ဒါခြားခြားရဲ့နော်အပေါင်းကဗရီယိုအသေးရဲ့အပေါင်းကိုဆက်မယ်နောက်ခြားခြားရဲ့အနှုတ်ကျိုးကဗရီယိုအကြီးရဲ့အနှုတ်ငုံနဲ့ဆက်ရမှာဖြစ်ပါတယ်ဗျာနော် လက်ထိုးလိုက်ပါပြီကဲချိတ်လိုက်ပြီနော်ကဲပါဝါဖွင့်ပါမယ်ကဲဒါအားစအတွင်းပါကြီးတယ်နော်ဦးကြီးတလုံးရဲ့ဦးသေးတလုံးရဲ့ပေါ့နော်ဒါစီရီဆက်ပြီးတော့ဒါ24ဘုချာချာနဲ့ကိုယ်တိုင်လောက်ထားတဲ့24ဘုချာချာနဲ့အားတွင်းမှာဖြစ်ပါတယ် ကအသွင်းနေပါရောနော်ကျွန်တော်၃နာရီလောက်နော်၃နာရီလောက်အားသွင်းလိုက်ပါတယ်ကဲ၃နာရီလောက်အားသွင်းပြီးတော့ဗရီအိုးရဲ့အားအခြေအနေလေးတစ်ချက်တော့ကြည့်ရအောင်နော်အကြရာ โอจีก็ကိုကြီးရဒီမှာเนาะ12.4เนาะ12ဘု12ဒသမ4ဘုလောက်ထိတက်သွားပါပြီ။ဒါဆိုရင်အားကဟိုလိုကြီးတော့မပြည့်လောက်သေးဘူးပေါ့เนาะ။ဒါပေမဲ့12ဘု12ဒသမ38ဘုဆိုတော့အားပြည့်ပြီလို့လည်းပြောလို့ရပါတယ်เนาะ။ဟိုလိုကြီးလုံးဝတော့မပြည့်သေးဘူးเนาะ။ OD တိုင်းကြည့်ပါဦးเนาะ OD က OD ကလည်း12.65ဆိုတော့เนาะသူလည်းပြည့်လို့ပြည့်ချင်မဲ့ထားပါတော့ဗျာเนาะ။အဲဆိုရင်ဒါ မဆက်လေးဖို့ချာချာလေးတွေပေါ့နော်တကယ်လို့ဒီအိုပရီအိုနှလုံးကိုတပြိုင်နဲ့အသွင်းညင်နေဆိုရင်ဒါလို24ဖို့ချာချာလေးကိုယ်တိုင် လုပ်ပြီးတော့အသွင်းလို့ရပါတယ်ကျွန်တော်မိတ်ဆွေတင်ငယ်ချင်းတွေလည်းနှစ်သက်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နော်ခဲ့ဒါမီထွန့်ကြည့်ပါမယ်နော်ဒါဆနဘုမီဒီလင်းအားကောင်းပါတယ်နော်ဒါဆနဘုဆိုင်ကယ်မီဒီကလင်းအားလဲဒါလင်းအားလဲကောင်းပါတယ်နော်အိုသေးလဲစမ်းကြည့်ပါနော် ကိုသေးလဲလင်အားကောင်းပါတယ်အဆင်ပြေပါတယ်ဗျာနော်အဲဆိုရင်ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေလည်းအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကဲကျွန်တော်ဗီဒီယိုလေးတွေကိုအများအားအားပေးနေတဲ့ချစ်မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမတွေကိုအထူးပဲကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ